ဒီဗီဒီယိုကနေပြန်လဲကြိုးဆိုပါရစေ။ကျွန်တော်တို့ဒီနေ့ဆွေးနွေးနေတာကတော့လူငယ်တူရဲ့အင်အားတွေကိုတုံးပြီးတော့မှအတိုင်းပြည်တိဆောက်ရေးမှာဘယ်လိုမျိုးထိရောက်အောင်ဆောင်ရွက်မလဲဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးနေတာဖြစ်ပါတယ်။ဒီနေ့တပွဲလုံးကိုချုပ်ပြီးတော့မှကတ်တွန်းရေးဆွဲပြမှာကတော့ကတ်တွန်းဆရာစိုးတော်တာဖြစ်ပါတယ်ခင်ဗျာ။ခုစိုးကနေပြီးမေးထားတဲ့မေးခွန်းလေးတစ်ခုကိုကျွန်တော်မေးကြည့်ချင်ပါတယ်။ဒါရောင်ရိတ်ဆိုတဲ့လူငယ်တစ်ယောက်ကမေးထားပါတယ်။လူငယ်တွေအောက်ခြေမှာပညာရေးအခြေအနေကိုအစိုးရအနေနဲ့စစ်ဆေးပြီးပြီလားတဲ့။ပြီးတော့မှလူငယ်အဖွဲ့အစည်းတွေရဲ့ဒီတရားဝင်မှုကိုအစိုးရအနေနဲ့ တကယ်ပဲအားပေးနေပြီလားဆိုတဲ့ဟာပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာတော့ဒီအစိုးရအဲ့လောက်အဆင့်ကိုဖြည့်နိုင်တဲ့လူတော့ကျွန်တော်တို့ပါမလားပေါ့ဆိုတော့ဆရာတို့လူမှုဝန်ထမ်းကနေပြီးတော့မှနေဘက်ကလူငယ်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေပေါ့လေဘယ်လောက်ထိသူတို့အတိမတ်ပြုဆောင်ရွက်နေတဲ့ဟာလေးပဲဖြည့်ပြောပေးပါလားလူငယ်တွေရဲ့ဒီပြည်내တိုင်းဒေသကြီးလိုက်ကွန်ရက်တွေဒါဖွဲ့စည်းမှုကိုကျွန်တော်တို့ကအတိမတ်ဒါပြုတ်ဖို့ဆိုတာလူငယ်မူဝါဒကျွန်တော်တို့အများဆုံးဒါပေါ်ထွက်ဖို့လိုတာအများဆုံး ေါ်ထွက်မှဒါလေလူငယ်တွေရဲ့အကျိုးအတွက်ကျွန်တော်တို့ကအမြန်ဆုံးဆောင်ရွက်နိုင်မယ်နောက်ပြီးရင်ကျွန်တော်တို့ကလူငယ်တွေရဲ့ဥပဒေပေါ့နော်လူငယ်ဥပဒေကျွန်တော်တို့ဒါပေါ်ထွက်ဖို့လိုတယ်ဒီလိုပေါ်ထွက်ပြီးတဲ့ဆိုလို့ချင်းကျွန်တော်တို့မြန်မာနိုင်ငံလုံးဆိုင်အာလူငယ်ဒါကော်မတီကျွန်တော်တို့အဖွဲ့အစည်းတာမျိုးတွေဖြစ်လာမယ်ဖြစ်လာပြီးရင်သူပြည်내တိုင်းဒေသကြီးလိုက်တကယ်ကိုလူငယ်တွေအားစနစ်တကျနဲ့ဒီနိုင်ငံတော် ီဆောင်ရေးလုပ်ငန်းတွေထဲမှာဒါပူပေါင်းပြီးတော့ပါဝင်နိုင်မယ်ကျွန်တော်တို့ကဒီကြီးမန်းချက်နဲ့ဒီလူငယ်မူဝါဒကိုအများဆုံးရေးဆွဲနေတာလူငယ်တွေကိုလည်းကျွန်တော်တို့ကိုလက်ရှိအနေနဲ့တကယ့်ကိုအားပေးအားမြောက်ပြုထားတယ်သူတို့ရဲ့အခက်အခဲတွေကျွန်တော်တို့လှုပ်လှက်နေတဲ့ဒါတင်ပြဝင်ပေးထားတယ်ညမှုပြောတာတွေထဲမှာဖြည့်စရာမကြီးနေတာရှိရင်ချက်ချင်းပြောလို့ရပါတယ်ဟုတ်တလားမြို့အနေနဲ့ကတော့သူကကောင်းတယ်ညမှုပြောတော့ကျွန်တော်တို့နေတွေမှာလေဥမာတစ်ခုပဲကျွန်တော်ပြောချင်တယ်ဟိုကကျွန်တော်တို့စစ်ဖြစ်လိုက်တယ်ဟုတ်ပြီရောက်လာပြီစစ်ပေးဒုက္ခတယ် နော်တွားလိုက်တယ်နော်အမှဆိုရင်လူကပြန်းအရင်ရောက်ရမှာပေါ့နော်ကျွန်တော်ကျွန်တော်အမြင်နေနဲ့ဆိုရင်တော့ဆရာတို့အစိုးရအရင်ရောက်မှာဒါပေမဲ့အဲ့လိုမဟုတ်နော် B2 ကနေ B2 B2 တွေပဲအရင်ရောက်နေအဲ့လိုမျိုးပေါ့နော်တို့ကလူကြီးလာမဟဲ့ဆိုမှပြပြထားလို့တာပေါ့ကျွန်တော်နေမှာဆိုအဲ့လိုတွေများအဲ့ဒါကပြပြထားလို့ဆိုတာကနေကအစိုးရအဖွဲ့တွေကိုပြောတာဟုတ်တယ်ဟုတ်တယ်နေကဟိုဆရာဆရာတို့ကကျတော့ဒီကျွန်တော်တို့မြို့တက်လာတဲ့အချိန်မှာကျွန်တော်တို့ကခွင့်လန်းများတယ်ဒါပေမဲ့ဒီနေကလူတွေကြအဲ့လိုမျိုးကကြမရှိဘူး ကြတိုက်ရိုက်ဒါလည်းအခုလက်ရှိဆိုအပ်တဲ့လက်ထက်မှာအများကြီးပြောင်းလဲလိုက်ပါပြီခုနညီမပြောတဲ့အပိုင်းဒီလူမှုကေဆဲဝင်ကြီးဌာနမှာဦးစီးဌာနနှစ်ခုရှိတာပေါ့လူမှုနယ်ဦးစီးဌာနနဲ့နောက်ကေဆဲအနေနဲ့ပြန်လည်နေရာချထားဦးစီးဌာနကျွန်တော်တို့လူမှုနယ်ဦးစီးဌာနဒီဒီချိန်ထိပြည်내တိုင်းဒေသကြီးနဲ့ခရိုင်၁၂ခုပဲဖွဲ့စည်းပုံရှိတယ်မြို့နယ်ဒီမှာတမြို့နယ်မှာဖွဲ့စည်းပုံမရှိဘူးထို့နည်းတူစွာပဲကေဆဲနဲ့ပြန်လည်နေရာချထားဦးစီးဌာနမှာလည်းပြည်내တိုင်းဒေသကြီးနဲ့ကျွန်တော်တို့ ဒီခရိုင်30လောက်မှာပဲဖွဲ့စည်းပုံရှိတယ်မြို့မြို့နယ်မရှိဘူးကျွန်တော်ဆိုလိုတာရှိအောင်လုပ်လို့မရကျွန်တော်တို့ဒီခေတ်မှာခုနက social issue တွေများလာတယ်နောက်ဒီ disaster တွေပေါ့တဘောအပိအန်ဒီရဲ့တွေဒါအားလုံးများလာအဲ့ချိန်မှာကျွန်တော်တို့မှာလူလိုတာပေါ့ခုနမြို့နယ်အစ်စ်မှာဖွဲ့စည်းပုံမရှိတဲ့အတွက်ကျွန်တော်တို့တကယ်လက်တွေ့ဖြစ်တဲ့အချိန်မှာသွားဖို့အတွက်ကျွန်တော်တို့မှာခဲခဲရှိတယ်အဲ့တော့ကျွန်တော်တို့ကဘသူ့ကိုအားကိုးရလဲဒါထွေထွေအကျိုးရေးဦးစီးဌာနနောက်တခြား volunteer organization လူငယ်တွေ ဒီအားကိုးရတယ်အားကိုးပြီးတော့အကြမ်းအလုပ်ရတယ်ခုနကပြောတဲ့ဒီအခက်ခဲတွေဆိုတာကျွန်တော်တို့ဘက်မှာလည်းဒီအခက်ခဲတွေဒါရှိနေတာပေါ့နော်ဒါကိုရှင်းပြရတာကျေးဇူးတင်ပါတယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့ပုံမှာဒေါန်ဆန်းစုကြည်ပြောသွားတာတစ်ခုရှိတယ်ကိုဖြိုးစရာတော့ကျွန်တော်မေးကြည့်နေတာပါအခုနောက်ပိုင်းမှာ workshop တွေပဲလုပ်လို့သင်တန်းတွေပဲလုပ်လို့ခေါင်းဆောင်မှုသင်တန်းတွေခေါင်းဆောင်မှုသင်တန်းတွေကြီးပဲလုပ်နေကြတယ်တဲ့ခေါင်းဆောင်တွေကြီးပဲဆိုလို့ရှိရင်ဘယ်သူကနောက်လိုက်လုပ်မလဲဆိုတဲ့ဟာမျိုးပြောသွားပါတယ် ိုဇာတော်လည်းခေါင်းဆောင်မှုတင်တဲ့တော်တော်များတက်တဲ့ထဲမှာပါမယ်ထင်ပါတယ်။အဲ့ဒါဘာမျိုးပြောစရာရှိလဲ။ဘူနာကမေကွန်းလေးမှာပါတယ်ဒုတိယအပိုင်းလေးဟာလေအဲ့ဒါလေးကိုကျွန်တော်ရင်ဆွေးနွေးခွင့်ပြုပါကြာဆိုလိုချင်တာကလူငယ်တွေအသင်းဖွဲ့လူငယ်အသင်းဖွဲ့တွေရဲ့တည်ရှိမှုပေါ်ဆိုတဲ့ကိစ္စလေးဒါ။အဲ့ဒါတော့ဒီဥပဒေပိုင်းနဲ့လည်းနည်းနည်းလေးဆိုင်နေလို့ပါ။အဲ့ဒီမှာဘာလဲဆိုတော့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ပထမဆုံးစပြီးတော့တက်လာတာအသင်းဖွဲ့များဆိုင်ရာဥပဒေ။ဆိုတော့ကအသင်းဖွဲ့တွေဒီဒီဥပဒေသာထွက်လာတယ်ဆိုရင်မှတ်ပုံတင်ဝင်တင်ရမယ်မတင်ရင်တရားမဝင်အသင်းဖွဲ့ဆိုတဲ့ပုံစံဖြစ်မယ်။ အဲ့ဒီတော့လွတ်တော်ကိုယ်စားလှယ်တွေရောနောက်ပြီးတော့မှ NGO တွေနောက်ပြီးတော့ CSO တွေရောဒါတွေနဲ့ဆွေးနွေးညှိနှိုင်းပြီးသွားတဲ့အခါမှာမှအသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေဆိုပြီးဖြစ်သွားတယ်။ဆိုတော့မှတ်ပုံတင်ခြင်းတင်လို့ရမယ်။မတင်ခြင်းလည်းမတင်ပိုင်ခွင့်ရှိတယ်။အဲဒါပေမဲ့အစိုးရနဲ့တော်လကောင်ဒါမှမဟုတ်လို့ရှင်ဟိုသာပေါ့နော်ပြည်ထောင်စုအစိုးရနဲ့တော်လကောင်တိုင်းနဲ့ပြည်နယ်အစိုးရနဲ့တော်လကောင်ဌာနတွေနဲ့တော်လကောင်ချိတ်ဆက်ပြီးတော့လုပ်ကန်ဆောင်ရွက်ဖို့အတွက်ဆိုရင်တော့မှတ်ပုံတင်ထားသောအဖွဲ့အစည်းတွေကိုကြတော့ပို့ပြီးသွားတော့ဟိုတရားဝင်ဖြစ်တည်မှုအရာ လက်ခံတယ်ပေါ့ဗျာအဲ့တော့ကြောင့်မလို့တရားစီမံစည်းကမ်းသဘောတရားရဖြစ်တယ်ဒီဟာအပေါ်မူတည်ပြီးသွားတော့မှဟိုခုနကလူငယ်အသင်းဖွဲ့တွေဆိုလို့ရှိရင်တော့မှတ်ပုံတင်ကျင်လဲရတယ်မတင်ကျင်လဲရတယ်တို့တွေရဲ့တီရှိမှုကိုတီရှိနေတဲ့အတိုင်းလက်ခံထားတယ်အတိမတ်ပြုထားတယ်အဲ့ဒါပေမဲ့မှတ်ပုံတင်နိုင်ခြင်းအဖြစ်ဆိုလို့ရှိရင်တော့ချိတ်ဆက်ဆောင်ရွက်တဲ့နေရာမှာပို့ပြီးသွားတော့မှဟိုတရားဝင်လမ်းကြောင်းနဲ့လိုလကူကူဆောင်ရွက်နိုင်မယ်ဆိုတဲ့အချက်လေးတော့ရှိပါတယ်။ဒါကတော့ခုနကလူငယ်ကိစ္စပေါ့။နောက်တစ်ချက်အနေနဲ့ကတော့ခုနကပြောတဲ့ဥဆောင်မှုဥဆောင်ကားဆောင်မှုဟုတ်ကဲ့ ကျွန်တော်ထင်တဲ့ကိစ္စရက်တစ်ခုပေါ့နော်ဒီနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုလိုချင်တဲ့သဘောတရားသည်ဥဆောင်မှုဆိုတဲ့ကိစ္စရက်တွေကိုတင်မဲ့လူတွေကအာရုံစိုက်နေတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံရဲ့အားနည်းတဲ့အချက်လေးတစ်ခုကဘာလို့သွားမြင်ရလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာအရင်တုန်းကဆိုလို့ရှိရင်လူငယ်တွေကကိုယ့်ကိုယ်ကိုယုံကြည်မှုအားနည်းတယ်ပေါ့ဗျာအဲ့အတွက်ကြောင့်မလို့ဥဆောင်မှုတွေလိုအပ်တဲ့အတွက်ကြောင့်မလို့ဒီဥဆောင်မှုအခန်းကဏ္ဍကိုအားပေးပြီးတော့သင်တန်းတွေပေးခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီသင်တန်းတွေရဲ့အချို့သောအကျိုးရလဒ်တွေကဘာဖြစ်လာလဲဆိုတော့တချို့တွေဒီ အနှဲငယ်သောတကူကောင်းဆံမှုလေးတွေမှာပါလာတာတွေလည်းကျွန်တော်တို့တွေ့ရတာမျိုးရှိတယ်။ဒီသင်တန်းတွေကထွက်လာသောပုံကိုယ်တွေသည်အသင်းဖွဲ့နဲ့လောက်ကန်ဆောင်ရွက်တဲ့စိတ်ဓာတ်တွေတချို့တွေမှာပါမလာကြဘူး။ကိုကိုယ်တိုင်ပဲထူးချွန်အောင်ဘယ်လိုလုပ်ရမလဲ။ကိုကိုယ်တိုင်ပဲရှည်တန်းရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ပုံစံမျိုးတွေကိုပို့ပြီးအာရုံစိုက်လာတာတွေတွေ့ရတယ်။အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့က leadership တွေကလည်းလိုအပ်တာတွေရှိသလို teamwork နဲ့လုံနိုင်တဲ့အကိစ္စရက်တွေ teamwork နဲ့လောက်ကန်ဆောင်ရွက်ဖို့စူးစီးညီညွတ်တဲ့ လုပ်ငန်းဆောင်တာတွေကိုစ조사ကြဖို့ဒီအတွက်လဲလိုအပ်လို့ဒါကိုထောက်ပြတယ်လို့ကျွန်တော်အနေနဲ့တော့အဲ့တော့လူငယ်တယောက်အနေနဲ့ဆိုရင်လက်မွေဆိုင်လို့ဆိုရင်အဲ့ဒီနိုင်ငံတော်တာဝန်ခံရဲ့စကားပေါ်မှာဘယ်လိုများတိပ်ပဲနားလဲလဲအဲ့ဒီစုပြောရတာတော့သူကအရင်မြင့်နေပေါ့နော် workshop တွေပိုင်းညာတွေ training တက်နေတဲ့လူတွေနဲ့ကြတော့ချက်ချင်းနားလဲသူပြောရတာပညာရှင်အဲ့အရင်ဆန်တဲ့ချင်းကျွန်တော်ဘီနယ်ဘီနယ်ဖက်ကလူတွေပေါ့နော်မြို့နယ်ကလူတွေဆိုအဲ့စကလုံးတွေကတို့ကအတိတ်ပဲမပေါ့ကိုကိုရိုင်းတော်တချို့ဟာဆိုတော့အဲ့တော့ဘလို့အတိတ်ပဲပေါ့လို့ကိုကိုရိုင်းကြတော့ အဲကိုကိုတိုင်ရောတချို့ဟာဆိုတိတ်နားမလဲပဲလို့ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကိုစီရဲ့ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့စာရေးလေးရေးတာကျွန်တော်တို့ဖတ်ရပါတယ်အဲ့တော့ကျွန်တော်တို့ပြောတဲ့ဟာတစ်ခုကျွန်တော်တို့ရှင်းကြည့်အောင်ခါကြတော့လူကြီးခေါင်းဆောင်တွေကပြောတယ်လူငယ်တွေမှာအတွေ့အကြုံမရှိဘူးခေါင်းဆောင်မှုအရေးချင်းမရှိဘူးခေါင်းဆောင်မှုတင်တန်းလို့တက်တဲ့အခါကြတော့လေခေါင်းဆောင်မှုတင်တန်းတွေကြီးပဲတက်နေတယ်နောက်လိုက်မလုပ်ရင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာမျိုးနည်းနည်းလေးရှင်းအောင်လွဲနေသလားခေါင်းဆောင်မှုတင်တန်းတွေရက်နောက်လိုက်တင်တန်းတွေပေးဘယ်လိုလုပ်လိုက်ရင်ကောင်းမလားဘယ်လိုသဘောရလဲ အဲ့တော့ကျွန်တော်တို့ဗိုလ်ချုပ်ဇန်ကတော့ခေါင်းဆောင်မှုတင်တန်းတော့တက်ဘူးတယ်မထင်ဘူးပေါ့နော်သူတို့ခက်တုံးကလည်းကျွန်တော်တို့ခက်ကမစားသေးဘူးအဲ့ဒါလည်းပါတာပေါ့ဟိုကျွန်တော်တို့နိုင်ငံသားမှာကျွန်တော်တို့စာအုပ်စင်တွေမှာကြည့်လိုက်ပေါ့နော်ဒီစာအုပ်တန်းတွေမှာကတ်ထားတဲ့ဟာတွေမှာကြည့်လိုက်ရင်ကျွန်တော်တို့ကအဲ management ခေါင်းစဉ်ပဲတော့ကြည့်ကြည့် leadership ခေါင်းစဉ်အောက်မှာတော့ကြည့်ကြည့်စာအုပ်တွေကတော့ leader နဲ့စတာကြီးပဲ leadership ပင်ထားပါတော့ one man ဒါမှမဟုတ်ပဲနဲ့ဒီ leadership of alexander the great ဒါပေမဲ့ followership of ဟို alexander the great ကြတော့မရှိဘူးပေါ့အဲ့စာအုပ်ထုတ်ရင်ရောင်းအောင်မှာပေါ့မဟုတ်ဘူးဘာလို့ကျွန်တော်တို့က knowledge လို့ပတ်စံပေးမှာတော့ ပတ်စံပေးပြီးတော့ကျွန်တော်တို့တင်နန်းသွားတက်မှာတော့ဘောနော်အဲ့ကကြတော့မတက်ကြအောင်ဆိုတော့အဲ့ကြောင့်မို့လဲကျွန်တော်တို့ကဘာပဲတင်နန်းမဲ့တင်နန်းလို့လို့ကျွန်တော်တို့ကတခုခုအောက်ကရေးပြီးအပေါ်က leadership ဆိုရင်လူတွေကနည်းနည်းသဘောကျပြီးတော့သူကလာတက်ချင်ကြတယ်အဲ့ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ထင်ကြတာဟိုယာရုရရင်ခေါင်းဆောင်ဖြစ်တယ်လို့ထင်တယ်လို့ပဲဥပမာကိုက manager ယာရုကိုရလိုက်တယ်ဒါဆိုကိုကခေါင်းဆောင်အလိုလိုဖြစ်သွားပြီလို့ထင်တယ်မမှန်တော့မဟုတ်ဘူးခေါင်းဆောင်မှုဆိုတာကသူကတိုက်ယူရတာကျွန်တော်တို့ဒီ ဟိုရင်းပြီးတော့မှယူရတာပေါ့နော်ခေါင်းဆောင်မှုဆိုတော့ကျွန်တော်တို့ဟုတ်တယ်နောက်လိုက်ကတတ်မှတ်မှာကျွန်တော်တို့ခေါင်းဆောင်ဖြစ်လာတာဟိုကိုယ့်အကူခေါင်းဆောင်ဆိုပြီးတော့စလုံးကြီးနဲ့ရေးထားလဲဖြစ်လာတာမဟုတ်ဘူးပေါ့နော်အဲ့တော့ကို့မှာနောက်လိုက်ဘယ်နှယောက်ရှိလဲ9ယောက်ရှိရင်ရှိမယ်2ယောက်ရှိရင်ရှိမယ်သူတို့ကကို့ကိုခေါင်းဆောင်လို့အတိမှတ်ပြုမှာကိုကခေါင်းဆောင်ဖြစ်လာတာပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့လူတွေကအဲ့ခေါင်းဆောင်မှုသင်တန်းတက်လာရင်ကျွန်တော်တို့ကအလိုလိုခေါင်းဆောင်ဖြစ်သွားတယ်လို့ထင်သွားပြီးတော့သူကအပြင်ရောက်လာရင်ဒီလူတွေကတပေဇော်ကြီးပေါ့ကျွန်တော်တို့ကဇော်ကြီးတို့ဟိုးအမြင့်လည်းမပြန်နိုင်ဘူးကျွန်တော်တို့ကဒီတပေလောက်တက်ပြီးအောက်လည်းဆင်းမရတော့ သူတို့တွေကအဲကျွန်တော်တို့ဟိုရုံးနေမှာကျွန်တော်တို့ဆိုလဲဒါဟို management လုပ်တဲ့ထဲမှာဖြစ်နေတဲ့ခါကျတော့သူတို့ထားရတာအင်မတန်ခက်တယ်သူတိတိလို့လို့လဲထင်တယ်ဒါပေမဲ့တကယ်တော့လည်းမသိပြန်ဘူးပေါ့နော်အဲ့တော့အောက်ကဖွဲ့တွေကလည်းမလေးစားတာမျိုးကျွန်တော်တို့ကရှိတယ်ပေါ့နော်ရှိတဲ့ခါကျတော့အဲ့လိုမျိုးကိုလိုကန်လန်ဖြစ်သွားတာမျိုးကိုရောင်စန်းသူကြီးကကျွန်တော်တို့ရည်ညွှန်းတာဖြစ်လိမ့်မယ်အဲ့တော့ဟိုတင်တန်းတက်ပြီးတော့လေဟိုခေါင်းဆောင်နေဘလို့ကျင့်ထုတ်ကျင့်ဆောင်ရတယ်ကျွန်တော်တို့လောက်ရတယ်ဟိုကျွန်တော်တို့ ဟိုတီဘောမင်းကဘာကြောင့်ကြဆုံးနေပေါ့ဗျာဒါပေမဲ့ဘရင်တော်ဘာလို့အောင်မြင်လဲဘိုးကျောင်းဆန်အောင်မြင်လဲဘာလို့ကျွန်တော်တို့တခြားလူတွေကမအောင်မြင်လဲဒါမျိုးတွေလေ့လာပြီးတော့လဲခေါင်းဆောင်ဖြစ်ဖို့တော့ပိုကောင်းသွားတာလည်းရှိတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့လူငယ်တွေခေါင်းဆောင်မှုလက်တွေ့ကြကြဘယ်လိုမျိုးတည်ဆောင်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဆက်ပြီးတော့မှဆွေးနွေးပါအခုကျွန်တော်တို့ဒီဆွေးနွေးဝိုင်းထဲမှာကုလသမဂ္ဂလူရည်ရမုံရီအဖွဲ့ကလူငယ်အစီအစဉ်အရာရှိ Youth Program Officer ဒေါက်တာစီသူဆွေရှိပါတယ်မကြခင်တော့ထွက်လာတယ်လူငယ်အတွက်ရဲ့အင်အားတော်တော်လေး များတယ်ဒီဟာကိုသုံးချဖို့လိုတယ်ဆိုတာမျိုးပြောသွားတယ်အဲ့တော့ဘလို့သုံးချမလဲဘာတွေလိုနေလဲနည်းနည်းလေးဆွေးနွေးပြပါဦးဟုတ်ကဲ့10နှစ်ကနေ24ကြာကအခုနောက်ဆုံးတကောင်စင်းစတန်အရာက37.8 something ဆိုတော့သုံးပုံတစ်ပုံနီးပါးလောက်ရှိတာပေါ့နော် graph ကိုကြည့်လိုက်လို့ရှင်အိုးပုံအလယ်မှာဖောင်းဖောင်းကြီးဖြစ်ပြီးတော့အပေါ်နဲ့ ောက်မှာတိမ်သွားတယ်ပေါ့နော်ဆိုတော့ဒါဘာပြောလဲဆိုတော့ကျွန်တော်တို့ဒီ working age group တွေများနေတယ်ဆိုရယ်အလုံးလုံးနိုင်တဲ့အရွယ်အလုံးလုံးနိုင်တဲ့အရွယ်တွေများနေတယ်ပေါ့ဆိုတော့ဒါတော့ technically ရောသူကဟို demographic dividend မြန်မာလိုဆိုရင်တော့ဒီလူဦးရေ ဆူလပ်ဆူလပ်ဖွံ့ဖြိုးတိုးတက်သွားတဲ့အာရှနိုင်ငံတိုင်းပြည်တွေတရုတ်တို့စင်ကာပူတို့ကြည့်ကြတယ်တစ်ချိန်လုံးက demographic dividend ဆိုရဲလူကြီးဆူလပ်ကိုရခဲ့ပူတယ်ရခဲ့ကောင်းတစ်ခုရခဲ့ရခဲ့တယ်ဟုတ်ကဲ့ဆိုတော့အဲ့ခါမှာသူတို့ကအဲ့ဒါကိုတကယ်ကိုစနစ်တကျအသုံးချလိုက်တဲ့အတွက်ကြောင့်သူတို့တိုင်းပြည်ထိုးတက်သွားတယ်မြန်မာပြည်တွေလည်းဘာကြောင့်အရေးကြီးလဲလို့ပြောရင်ကျွန်တော်တို့ဒီဒီလူကြီးဆူလပ်ကိုစပြီးပိုင်နေပြီပညာရှင်တွေအသုံးတက်ချက်ရအဲ့ချိန်မှာဒီ working age group လူငယ်တွေကိုကျွန်တော်တို့က ကောင်းကောင်းမွေးမြူရမယ်သူတို့ရဲ့ capacity တွေပေးပလို့မယ်သူတို့တွေနေရာပေးမယ်ပါဝင်ခွင့်တွေပေးမယ်ဆိုရင်ဆိုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတည်ဟိုအရန်ကိုလှင်းလင်းမြန်မြန်တက်သွားမယ်ဒါမှမဟုတ်ရင်တော့ကျွန်တော်တို့ကနောက်၄၅၀နှစ်ကြာတဲ့အခါမှာဒီ demographic dividends ကြီးပျောက်သွားမယ်ဆိုတော့အဲ့ဒါဆိုရင်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကတော်တော်ကိုခဲရင်သွားပြီလို့ပြောတယ်ဒီချိန်ဒီအချိန်ကောင်းလူငယ်တွေကိုကျွန်တော်တို့နေရာပေးရမယ်သူတို့ရဲ့အရေးချင်းတွေကိုဖြည့်ဆည်းပေးရမယ်သူတို့အတွက်အခွင့်အရေးတွေပေးရမယ်အချိန်ပညာရှင်တွေကဒီလိုသုံးသပ်ထားတာဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာခေါင်းဆောင်ပိုင်းထဲမှာနေရာပေးဆိုတဲ့စကားလုံးတော့မကြိုက်ဘူးထင်တယ်။နည်းနည်းဖြည့်ပြောပြပေါ့နေရာပေးဆိုတာ။ကျွန်တော်တို့ကတော့တာဝန်ပေးတယ်ဆိုတဲ့စကားကိုတော့အဓိကထားပြီးတော့သုံးပါတယ်ဗျ။နေရာပေးတယ်ဆိုတာထက်ပေါ့နော်။ဟို position တခုဆိုတာထက်သူ့ရဲ့တောင်ခံမှုယူရမယ့်နေရာကိုဆိုရဲဟာမျိုးကိုတည်တာထားတာပေါ့။အဲ့မှာတစ်ချက်ကျွန်တော်ပြောချင်တာကကြတော့ဟိုလွတ်တော်တွင်မှာရှိနေတဲ့ကိုယ်စားလှယ်တွေအနေနဲ့ပေါ့ကျွန်တော်တို့ပါတီဝင်းမှာရှိနေတဲ့အနေနဲ့ပေါ့ဦးစားပေးအဆင့်ထဲမှာလူငယ်ဆိုတာကတော့ပါတယ်ဗျ။ ခုနကကျွန်တော်တို့ဆွေးနွေးရတဲ့အချိန်မှာလည်းပါသလိုပေါ့လေကိုယ်စားလှယ်ရွေးချယ်တဲ့နေရာတော့မှအမျိုးသမီးလူငယ်တိုင်းရင်းသားဒီ criteria တွေကို1 2 3ဆိုပြီးတော့မှနမတ်စင်ထိုးပြီးတော့လုပ်ကဲဆောင်ရွက်ခဲ့တာကိုအဲ့တော့ပါတီရင်းအရာကောနောက်ပြီးတော့လွှတ်တော်ရင်းအရာကောလူငယ်တွေကိုနေရာပေးမှုကတော့အရင်ကတည်းကဆက်လို့ရှင်တော့အများကြီးတိုးလာပြီလို့ပြောလို့ရပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့တတိယပိုင်းဆက်ခင်မှာကျွန်တော်တို့ပြင်စမမြောက်ဆွေးနွေးသူလို့ခေါ်ပါတယ် လူငယ်ကောင်းဆောင်တယောက်ဖြစ်တဲ့ကျောင်းသားကောင်းဆောင်တယောက်ဖြစ်တဲ့ဖြူဖြူအောင်ရဲ့လူငယ်တွေဘလောက်နေရာရနေပြီလဲဆိုတဲ့နဲ့ပတ်သက်ပြီးတော့ပြောကြားချက်ကိုကျွန်တော်ကြည့်အောင်ငယ်တွေကအခြားအရင်တုန်းကထက်စားလို့ရှိရင်ပေါ့နော်အတိုင်းနောက်ခုထိပါဝင်လာနိုင်တာတွေ့ရတယ်လူငယ်တွေရဲ့အခန်းကဏ္ဍတွေထည့်သွင်းစဉ်းစားလာနိုင်တာတွေ့ရတယ်။ဟိုမှာလွတ်တော်အမတ်တွေမှာဖြစ်ဖြစ်အစိုးရဘက်မှာဖြစ်ဖြစ်အချို့လူငယ်တွေကိုတွေ့လာတာရှိရတယ်။ဒါပေမဲ့ခုနကဒီလူငယ်တွေရဲ့ဟိုအဲ ဟိုနေရာကအမိန်နာခံဖို့ခိုင်းတာလုပ်ဖို့ဆိုတဲ့နေရာမျိုးတွေဖြစ်နေရများတယ်ပေါ့နော်တကယ်ကိုအဲ့ဒီလူငယ်တွေရဲ့ဟိုစုံဖြတ်ပိုင်ခွင့်ကိုဟိုပုံဟိုပုံဝင်လဲလဲချပေးထားတာမျိုးဒီလူငယ်တွေကိုရှေ့ဆက်လက်နိုင်တဲ့ပုံစံမျိုးပေါ့နော်ဒါဟိုအုပ်ချုပ်မှုဆိုင်ရေးပဲဖြစ်ပါစေပေါ့နော်အဲ့ဒီလူမျိုးအပြေအဝယုံကြည်ပြီးပေးထားတာမျိုးတော့ကျွန်တော်တို့မတွေ့ရသေးဘူးလို့ပဲပြောရမှာပါ အစင်းစင်းမဖြစ်ဘူးဆိုတာကတော့လူများစုကတော့အစင်းစင်းဖြစ်ချင်မှဖြစ်မယ်။ဒါပေမဲ့အစင်းစင်းဖြစ်ပြီးသားလူငယ်တွေလည်းအများကြီးရှိရယ်။ဟိုအစင်းစင်းဖြစ်တဲ့အချိန်ကိုဆောင်ကျွန်တော်ဘယ်အချိန်မှအစင်းစင်းဖြစ်တာလဲလို့ကျွန်တော်တို့ကပြန်ပြီးတော့ဟိုခုနမိကုန်းထိုးရမလို့ဖြစ်တာပေါ့နော်။ဆိုတော့ကျွန်တော်တို့အသက်အရွယ်ပေါ်မှာပဲမူတည်ပြီးတော့စဉ်းစားလို့တော့မရပါဘူး။ကျွန်တော်တို့အသက်အရွယ်ကြီးတယ်ငယ်တယ်ကခုနအသက်အရွယ်ကြီးရင်ပြီးတော့အစင်းစင်းမဖြစ်တဲ့လူတွေလည်းအများကြီးရှိရယ်။အသက်အရွယ်ငယ်ပြီးတော့အစင်းစင်းဖြစ်တဲ့လူတွေလည်းအများကြီးရှိရယ်။ကျွန်တော်တို့အသက်အရွယ်နဲ့ဟိုတိုက်ရိုက်အချိုးမကြပါဘူး။ ပြီးခဲ့တဲ့အစိုးရအဆက်ဆက်လက်ထက်ကဘလိုနေရာပေးမှုမျိုးမှမရှိဘူးလူငယ်တွေခန့်ကန်တာကိုအမြဲတမ်းမျက်ကွယ်ပြုခဲ့တဲ့အနေထားတော့မှဒီလူငယ်တွေရရှေ့တန်းရောက်လာတော့ကျွန်တော်တို့တက်တည်အဖြစ်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဟိုအစိုးရကဖြစ်စီပေါ့နော်လူကြီးတွေကဖြစ်စီအတိမတ်ပြုတ်စီဖြစ်စီမပြုတ်စီဖြစ်စီဒီလူငယ်တွေကသူတို့လောက်ရမဲ့တာဝန်သူတို့လောက်ရမဲ့အလုပ်ကိုသူတို့ဘာသာသူတို့ပူပေါင်းပြီးတော့ပေါ့နော်လူငယ်တွေကရှေ့တန်းကနေပြီးတော့ပါဝင်လှုပ်ဆောင်ခဲ့ကြတာတဲ့ ာရကတွေအများကြီးရှိပါတယ်ဒါတွေကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့မှာအစင်းသင်းဖြစ်ပြီးသားလူငယ်တွေရှိပါတယ်အဲ့တော့ဟိုဆိုရအတိမတ်ပြုသည်ဖြစ်စေမပြုသည်ဖြစ်စေဒီလူငယ်တွေကတော့လုတ်ဆရာရှိတဲ့တာဝန်တွေကိုသူတို့ဆက်ပြီးတော့လုပ်နေကြအောင်ပါပဲအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာတကယ်သာဒီလူငယ်တွေကိုလုတ်ခွင့်ကင်ဝင်တာပုံမှန်လင်းလင်းပေးလိုက်နိုင်လို့ရှိရင်ကျွန်တော်တို့ဒီထက်ပိုပြီးတော့အကျိုးရလဒ်ထူတွေရလာနိုင်နေမယ်တိုင်းပြည်အတွက်ပိုပြီးတော့အောင်မြင်တဲ့ဟိုလူငယ်တွေဟိုအနာဂတ်ရဲ့ခေါင်းဆောင်တွေတကယ်ကိုဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ကယုံကြည်ပါတယ်